နေလာနေဘောမိတ်ဆွေများအတွက်ယခုကောသာတက္ကရ1389ခုနှစ်တနေ့သာအတွင်းမိတ်ဆွေများတွေ့ကြုံရမိကံအနေထားများကိုကြိုတင်သိရှိစင်ကျင် သုံးသပ်နိုင်စီရန်အတွက်ယခုကောသာတက္ကရ1389ခုနှစ်တနေ့စဟောစတန်းကိုအကြံပြု၍ဟောပြောပေးသွားမှာဖြစ်ပါသည်တလင်းလာနေဘောမိတ်ဆွေများအနေဖြင့်ယခုကောသာတက္ကရ1389ခုနှစ်တနေ့သာအတွင်းမှာဆိုရင် မိတ်ဆွေတို့အနေဖြင့်မိမိတို့လောက်ကင်ဆောင်ရွက်နေကြသောအလုပ်ကိစ္စလုပ်ငန်းဆောင်တာကိစ္စရပ်များတွင် ကောင်းကျိုးချမ်းသာတွေတွေ့ကြုံရမှာဧကံမလွဲဖြစ်ပါသည်အစိုးရဝန်တန်းပုဂ္ဂလိကဝန်တန်းလောက်ကင်နေကြသူတွေဆိုလျင်လဲယခင်နှစ်တိမ်နဲ့မတူဤနှစ်ထဲမှာယာဒူးတက်ခြင်းယာဒူးတိုးခြင်းများလည်းဖြစ်ပေါ်ပြီးတော့မိမိတို့ဤကောင်းသောဂုဏ်သတင်းများလည်းလူအများကြားမှာဝေးပြန့်ကြော်စောမှုတွေရရှိဖြစ်ပေါ်လာပေလိမ့်မည် ဇာတာရှင်တို့သည်ထိုနေ့ကာလအပိုင်းခြားအတွင်းမှာဆိုရင်အိမ်အသစ်ဆောက်လို့ရခြင်းရှိပြီးသားအိုးအိမ်တို့ကိုပြုပြင်ပြင်ဆင်မှုမှန်တည်ဆောက်ရခြင်းတွေလည်းကောင်းစွာ ကြုံတွေ့ရကြပါလိမ့်မည်။ရွှေတဲ့ပစ္စည်းများလည်းဝင်ရောက်စုဆောင်ပြီးဝေချေလက်လာပါများလည်းမျော်မှန်းထားသည့်ထက်ပိုမိုဝင်ရောက်လာပေလိမ့်မည်။ထိုအရာများသည်ကောင်းသောဝင်ရောက်ခြင်းများတည်းသာဖြစ်ပါသည်။ဇာတာရှင်များသည် ရဝေခยีကိစ္စရံများလဲသွာလာစီစဉ်ရခြင်းထိုခยีသွာလာခြင်းတွင်မှလဲမိမိတို့အတွက်အကျိုးမြတ်ကောင်းတွေလဲရရှိဖြစ်ပေါ်လာပေလိမ့်မည်ဇာတာရှင်တို့သည်ထိုနှစ်ကာလအပိုင်းခြားတွင်မှဆိုရင်ကုသိုလ်ကောင်းမှုတွေအလှပွဲတွေမင်္ဂလာပွဲတွေပြုလုပ်ကျင်းပရတာမျိုးတွေပါဝင်ပတ်သက်ရတာမျိုးတွေလဲကောင်းစွာကြုံတွေ့ရကြပါလိမ့်မည်ဤနှစ်ကာလသည်လူအများကြီးအထင်ကြီးလေးစားခံရမည့်ကာလ မိမိတို့၏မိတ်ဆွေပေါင်းသင်းနှင့်ဂျားထဲမှထင်ရှားမည်ကာလအပိုင်းခြားလဲဖြစ်သောကြောင့်ယခုလိုအခါခွေးတင်သောမိမိတို့လုံလက်ဆလုပ်ငန်းဆောင်တာဟူသည်များကိုမိကောင်းဆွေကောင်းများနှင့်တွေ့ကြုံစုံစည်းကြဝရိယရှိရှိဇောရှိရှိကျိုးစားလုတ်ကင်ဆောင်ရက်တင်ပါသည်လူအကြံပေးပါရစေ။ဤနှစ်ကာလအပိုင်းခြားတွင်မှာဆိုရင်ဇာတာရှင်တို့ထံသို့ဘာသာရေးနှင့်ပတ်သက်ဆက်နွယ်သောအသုံးဆောင်ပစ္စည်းများ ဖျားပုံတော်များမိမိတို့အိမ်မိမိတို့ထံသို့ဝင်ရောက်ရရှိလာပါကကောင်းသောနမိတ်ထူးဖြစ်ပါသည်ဘိုးဘွားမိဘအထက်လူကြီးတွေကြီးကဲသောသူတွေထံမှချစ်ခင်အားကိုးခြင်းတွေမဆကူညီမှုတွေလည်းတေကြပေါ့ရရှိအောင်မဲ့ကာလာအပိုင်းချလဲဖြစ်ပါသည်ထို့ကြောင့်တလင်းလာနေဘွားမိတ်ဆွေများတွေမှာထိုနှစ်ကာလာအပိုင်းချကာလာတွေအတွင်းမှာဆိုရင်ရွှေကိစ္စရွှေလုံငန်း ကြောင်ငယ်ယန္တနာကိစ္စရမျိုးတွေလုပ်ငန်းမျိုးတွေရေမွေးအလှပပစ္စည်းမျိုးစုံတင်သွင်းပြန်ပြူရောင်းချသည့်အယောင်းအဝယ်လုပ်ငန်းမျိုးတွေလက်ဖက်ရည်ဆိုင်တွေအဖြိုးရမကလုပ်ငန်းမျိုးတွေအရင်အမျိုးမျိုးအယောင်းဆိုင်လုပ်ငန်းမျိုးတွေရေထွက်ကုန်ပစ္စည်းမျိုးစုံရောင်းဝယ်ပြန်ပြူသည့်လုပ်ငန်းမျိုးတွေရေတန်းဆက်ရုံလုပ်ငန်းမျိုးတွေတည်တံတုတ်တဲ့စသည့်ဆိုင်ရာကိစ္စရမျိုးတွေလုပ်ငန်းမျိုးတွေ တည်ယူပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်မျိုးတွေခရီးသွားဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းမျိုးတွေတန်တမန်ရေးရာကိစ္စရပ်မျိုးတွေတန်တဲ့ပစ္စည်းများတမဏိဆက်ယုံဆိုင်ရာလုပ်ငန်းမျိုးတွေစသည့်ကိစ္စရပ်တွေလုပ်ငန်းတွေနဲ့ပတ်သက်ခြင်းလေလုက္ကံဆောင်ရွက်နေကြသောတလင်းလာနေဘဝမိတ်ဆွေများအနေဖြင့်ထိုနှစ်ကာလအပိုင်းခြားတွေအတွင်းမှာထိုလုပ်ငန်းထိုကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့လဲမိတ်ဆွေတို့မှာ အကျိုးမြတ်ကောင်းတွေပုံမရရှိလာတာမျိုးတွေလဲကြုံတွေ့ရကြပါလိမ့်မည်တလင်းကနေဘောမိတ်ဆွေများအနေဖြင့်ထိုနှစ်ကာလအပိုင်းခြားတွေအတွင်းမှာကျမ်းမာရေးအနေဖြင့်ကောင်းမှုကောင်းကင်ဝေဒနာများဖြစ်လွယ်ခြင်းခြေလက်အနာတရားများဖြစ်လွယ်ခြင်းတွေလဲပေါ်ပေါက်တက်သောကြောင့်ဂယုစိုက်ပါလို့အကြံလေးပေးပါရစေတလင်းကနေဘောမိတ်ဆွေများအနေဖြင့်ထိုနှစ်ကာလအပိုင်းခြားတွေအတွင်းမှာဆိုရင်ကဆုံလာ နယုံလာတော်တလင်းလာဒဇောင်မုံလာပြာတူလာစသည့်ထိုလာတွေမှာမိမိတို့စီစဉ်ဆောင်ရွက်မိကိစ္စရက်တွေအပေါ်မှာဉာဏ်နဲ့စင်ချင်းတတိပြုဆောင်ရွက်လောက်ကင်တင့်ပါသည်ဟုအကြံပြုပါရစေထိုလာအပိုင်းခြားကာလတွေအတွင်းမှာဆိုရင်အင်တွင်းရေးရကိစ္စရက်တွေနဲ့ပတ်သက်၍စိတ်အနှောက်အယှက်ဖြစ်စရာလေးတွေလည်းဖြစ်ပေါ်လာတတ်ပါသည် ကိုနဲ့မသက်ဆိုင်သည့်အရှုပ်ရှင်းကိစ္စတွေမှာဂျောင်းဝင်ဆောင်ရွက်ခြင်းမျိုးတွေအထူးသတိရှိပါအပြောအဆိုအနေအထိုင်အစအစအရာရာအထူးသတိထားသင့်တဲ့ကာလအပိုင်းခြားလည်းဖြစ်ပါသည်အိနေရအလုံးနေရပြောင်းရွှေ့ရခြင်းများလည်းကြုံတွေ့ရတတ်ပြီးတော့အမိအဖဆွေမျိုးမိတ်ဆွေကြီးကဲသူများနှင့်လည်းပြဒနာပွားစရာလေးတွေလည်းဖြစ်ပေါ်လာတတ်ပါသည်ထိုကာလအပိုင်းခြားတွေအတွင်းမှာဆိုရင် ်အလုံးသည့်လုပ်ငန်းသည့်များစတင်တည်ထောင်လုပ်ကိုင်ခြင်းများတတိပြုဆင်ခြင်းပါဆွေမျိုးမိတ်ဆွေကြီးကဲသူများနှင့်အပြည့်သဘောဆောင်၍ဆက်ဆံပင်သည့်ကာလအပိုင်းခြားလည်းဖြစ်ပါသည်ထို့ကြောင့်တလင်းလာနေမောမိတ်ဆွေများအနေဖြင့်ထိုကာလအပိုင်းခြားတွင်တွင်မှာမိမိတို့ဆောင်ရွက်ရာကိစ္စရပ်တွေအပေါ်မှာအမှားယွန်းနေအောင်တတိပြုဆောင်ရွက်လုပ်ကိုင်သင့်သလိုမိတ်ဆွေတို့အတွက် မျက်နှာဆုံးရှုံးမှုများယုံနေပပျောက်စီရန်အတွက်ဤနေ့တနည်းစွာဟောစရန်ကိုအကြံပြု၍ဟောပြောပေးလိုက်ပါသည်တလင်းလာနေဘောမိတ်ဆွေများအနေဖြင့်အခြေအနေပတ်သက်ပြီးတော့ချစ်သူမယားသေးသူများချစ်ခင်သူများနဲ့တွေ့ကြုံစုံစည်းရခြင်းတွေရှိပါသည်ချစ်သူရှိသောသူများလည်းမိမိတို့၏ချစ်သူထံမှလက်ဆောင်ရခြင်းမျိုးလေးတွေလည်းကြုံတွေ့ရကြပါလိမ့်မည်အိမ်တော်သင်များအဖို့ ်အင်းကြီးရင်းများအစဉ်ပြေချောမွေး၍စိတ်ချမ်းသာပျော်ရွှင်ခြင်းတွေလည်းဖြစ်ပေါ်ရကြပါလိမ့်မည်ထို့ကြောင့်တလင်းလာနေဘောမိတ်ဆွေများအနေဖြင့်ဒီနေ့တစ်နှစ်သာအတွင်းမှာကောင်းသောကံများပုံမူအားကောင်းအောင်မကောင်းသောအကြောင်းတရားလေးတွေလည်းတတ်တာပြေလည်မှုတွေရရှိအောင်လို့ဆောင်ရွက်ရမယ့်ယရရားလေးကတော့ဗုဒ္ဓဟူးနေ့တိုင်းဗုဒ္ဓဟူးနေ့တိုင်းလေးတွေမှာမိမိတို့ဤနေအိမ်ဖျားမှာရှောက်တီးတလုံးကတ်လှူပါ ထိုလျှောက်သည်ပေါ်မှာကွန်စာထုံးကိုမိမိတို့၏လက်ခလဲလေးဖြင့်တို့၍ထိုလျှောက်သည်ပေါ်မှာဝါအက္ခရာလေးကိုရေးပါရေးပြီးတော့ထိုလျှောက်သည်လေးကိုမြတ်စွာဘုရားအားကတ်လူပြီးတော့ထိုလျှောက်သည်ပေါ်မှာဖျောင်းနိုင်လေးတင်ထွန်းပြီးတော့လူရာစုလေးတောင်းစုပြု၍လှူဒန်းပေးပါဗုဒ္ဓဟူးနေ့တိုင်းလေးမပြတ်မကွက်ဆောင်ရွက်ကြပါမိတ်ဆွေများတစ်နှစ်သာလုံးမှာ ောင်းကျိုးချမ်းသာများတွေ့ကြုံရရှိလာကြပါလိမ့်မည်ထို့ကြောင့်တလင်းလာနေဘွားမိတ်ဆွေများအားလုံးဤတစ်နှစ်သာအတွင်းမှာမကောင်းသောဘေးများကင်းရှင်းပါပြောင်း၍ကောင်းသောကံများကောင်းသောအကြောင်းတရားများပွင့်လန်းကြပါစေမိမိတို့ဆောင်ရွက်လောက်ကင်နေသည့်လှုပ်စည်းပွား၊ကင်စည်းပွားတွေလည်းတိုးတက်ကြီးပွားအောင်မြင်ကြပါစေ။ဘေးအပေါင်းရန်အပေါင်းကင်းရှင်းပြီးတော့ကတ်သုံးပါးမှလည်းကျော်လွှားနိုင်ကြပါစေ။ လူရာဆန္ဒတွေပြေကြ၍ဘဝတွေလည်းငြိမ်းချမ်းကြပါစေလို့ဆုတောင်းမြတ်တာလေးပို့တာလိုက်ပါသည်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေ